တဲ့အာဘယ်လိုမှတ်တရတွေရှိမလဲသူတို့ကိုကြည့်တယ်တော့ကိုကြည့်မောင်းတော့အာဒီကိုတွေနဲ့ပေါ့နော်မတရားရောကျွန်တော်သုံးစားနေရေးမယ်ဆိုတော့စာအုပ်ကတအုပ်စာလောက်မာကိုမာကြီးတော့ကျွန်တော်ရေးတာ၈ပိုင်းလောက်ရေးခဲ့တယ်ဟုတ်အဲ့ဒါအများကြီးပါပဲသူတဲ့မတရားဆိုတာလေအဓိကတော့ကိုညီကဘယ်ညမို့ဆိုသူကလေဟိုအမှန်တော့လူငယ်စကားပြောသူကထောင်ထောင်ပေါ့နော်လို့တဲ့ခါကျတော့ဟိုတခါမမတ်ရဓပုံလေးတစ်ခုတော့ရှိပါသေးတယ်မင်းမှုမှာတော့တီးတော့ကြာပြီကျွန်တော်တို့1990ကျော်ကျော်လေးပဲမင်းမှုကတော့တီးတော့သူနဲ့ကိုခိုင်သူနဲ့ ပါလာတယ်ပေါ့နော်နှစ်အောင်လုံးကလည်းဘောရာတွေပါပဲဒါအဲ့ဘွဲမှာကျွန်တော်စမတ်ဖရန်နဲ့သွားတီးတာသွားတီးတော့မကွေးမင်းမှုမှာသွားတီးတော့အဲ့လိုပဲကိုချင်းကြီးကဟိုရှေ့ကကိုခိုင်တို့ကညနေဆောင်တချင်းတိုက်တယ်မပြီးတော့သူကလည်းတချင်းတိုက်မို့လားစင်ပေါ်မှာအဲတချင်းတိုက်တာမပြီးလည်းမပြီးတော့ကိုချင်းကြီးကထုံးတာတိုင်းအောက်ကနေပြီးတော့ကိုခိုင်တို့ကိုမိုက်တစ်လုံးနဲ့ FM FM မိုင်းနဲ့အကူကိုလေးဟိုချင်းမစုံဘူးလား ဒီရှိမဆိုတော့ကြက်တာသူကကြက်တော့သူတို့ကိုဖိုးလေးနဲ့ကိုခိုင်တူနေရအပေါ်နဲ့အောင်ညှိနေကြတယ်ကိုခိုင်တူကလည်း तू ကကိုခိုင်တူကကိုချင်းကြီးရဆိုတော့အောက်ကနေပိုက်တယ်ကိုဖိုးလေးကိုချင်းတက်လိုက်ပါအောင်လားအော်တော့တိုက်တာများနေများတော့ကိုကြီးက तू ကလည်းတက်တက်ပို့လာရင်ကြီးကဒါပေမဲ့ तू က तू တိုက်ပို့လာတဲ့အချိန်မှာကိုကန်ကြီးကမပြီးနိုင်တော့ तू ကအောက်ကနေမိုက်နေလှိမ့်ကျက်တယ်ကျွန်တော်ကခံရတာ तू ကတမကိုကန်ကြီးကတော့သုံးဆန်းစားသိမတိုက်ဘူးလားဗျာပြောကိုဆိုင်ကြီးကလည်းရွက်ပြီးတိုက်မပြီးတော့ तू ပြီးနောက်တော့ထပ်ပြောကိုကလည်းနှုတ်စစ်ထုတ်ရအမေတော့ရွက်လုံတာ အဲ့ဒါကိုကျွန်တော်တို့ကကိုကြီးခင်ဗျားလည်းရှောက်ချက်တယ်နော်ကိုမိုင်းတို့ကလည်းကြက်တယ်အောင်စိတ်ဆိုးပြီးတော့အကုန်လုပ်တယ်သူတို့เนี่ยအဲ့လိုမျိုးတွေထိဆက်မှုတွေအများကြီးပါပြီးတော့ကျွန်တော်တို့ဟိုအာဆန်နယ်ရလည်းတခါကြတော့ပွဲတွေမှာကျွန်တော်တို့ပြောဦးတယ် အခုကိုကြီးခင်ဗျကျွန်တော်ပေးတဲ့နေရာခင်ဗျဆိုကျော်တော့မတက်တဲ့ဘာကြောင့်သူကလည်းကျွန်တော်ပြန်ကောဟာမင်းငါပဲမတက်လို့လဲပေါ့ဒါမှငါ့ကိုပြီးခေါ်ပြီးတော့အဲ့လိုမပြောနေပါညာကျွန်တော်လည်းသူနဲ့အဲ့လိုမျိုးတွေခရရဖြစ်မှုလေဆိုတော့တခါကျတော့သူတို့ကအစတော်တွေကပွဲကူဖို့ရှိတယ်လေပွဲကူဖို့ရှိရင်သူကကြော်ရတယ်ကြော်ကျင်တဲ့ခါကျတခါကျတော့ဘယ်လိုလုပ်ရလဲဆိုတော့အဲ့လိုရှေ့ရဆိုတော့လည်းသူကဘယ်လိုလုပ်ရလဲဆိုတော့ဇုံလဲဆိုတာတဲ့မှာဇုံလဲဆိုတာအဲ့တော့မမတ်ရရစိတ်ဝင်တော့လားမသိဘူးဆုံးလဲဆိုတော့ကျွန်တော်ကျွန်တော်စင်ပေါ်မှာ TI program ကြည့်နေတယ်။ program ကြည့်တော့သူ့လည်းမဟုတ်သေးဘူး။ဒါပေမဲ့ तू ကအော်ကိုခိုင်နေတယ်ဆိုရင်ကိုခိုင်နေလည်းမဆုံးလဲတဲ့ဆို ်ဆုံးနေတဲ့ဆိုတော့ကြော်သွားတာပေါ့ဒီမှာအစီအစဉ်ကကြော်သွားတာကျွန်တော်သူ့ကိုထည့်လိုက်တာဗျာဆိုကိုကိုင်းတူးပြီးတော့ဆင်ပေါ်ရောက်နေဆိုအဲ့လိုမျိုးတွေခါးပြင်ကျွန်တော်နောက်တစ်ပွဲကျသူ့ကိုကောပြီးဒီမှာဟောကိုမောကိုကြီးခဏအဲ့လိုမလုပ်နဲ့ကျွန်တော်ကျွန်တော်ကိုရတာခါးအဲ့လိုမလုပ်နဲ့ဆိုသူကလည်းဟောခင်ဗျားကျွန်တော်ဘယ်မှာကြော်လို့လဲပေါ့အဲ့လိုခဏခဏတော့ဟိုစကားများဘူးတယ်စိတ်လည်းကောက်ဘူးတယ်အခုလိုက်လေတခါကြကောက်လိုက်မကောက်လိုက်တွေ့လေခေါ်လိုက်မခေါ်လိုက်ပါဘူးဒါပေမဲ့လည်းကောက်ကြတာဘာလို့ကောက်ကြတာပဲကြတာအဲ့လိုမျိုးကကျွန်တော်နှစ်ယောက်ကြတာမှအမြဲညှိနေကြတာဟုတ်ညှိတော့ကျွန်တော်ကလည်းပြောချင်တာတွဲတူတယ်လေကျွန်တော်ထောင်ထောင်လုပ်တဲ့ကောင်ဟိုလူများအမြင်မှာ သူကလည်းထောင်းထောင်းလုပ်ကြတဲ့ခါထောင်းထောင်းလုပ်နေလူချင်းညှိလို့ရှိရင်တောက်တောက်ကပြင်တာမှာတော့ဖြစ်ပါလေစိတ်ရှိုးတဲ့မှာလည်းသူပါရင်ကျွန်တော်အယံတရိထားဟုတ်ကဲ့လို့ဟိုအတရိထားလို့ပေါ့နော်ဟိုသူ့ရဲ့တခြင်းနေပါဝါကောင်းတဲ့ခါကျတော့သူတက်ချင်တဲ့အချိန်ကပေးတဲ့အယံကြိုက်တဲ့အချိန်မှာသူတက်ချင်ကျွန်တော်တို့ကသူ့ပေးတဲ့နောက်ဆုံးအချိန်မှာသူတက်ရရဟိုကွဲထင်းရမယ့်အချိန်ရောက်ပြီဆိုတော့သူကအလယ်မှာတက်ချင်ကျွန်တော်အဲ့တော့ဖြုတ်ချရတယ် ်တက်မှာဘာလဲနံပါတ်ကြီးဆိုလို့တွေထိုးသွားပြီးနောက်ဆုံးကျကလေးတွေပဲကြံခဲ့မှာဆိုလို့လေအဲ့ကျသူ့ကျွန်တော်ပွဲမှာ programmer ဖြုတ်ချနောက်ဆုံးသားနောက်ဆုံးတော့လည်းကိုယ်စိတ်ဆိုးတက်မှာအာကျွန်တော်အဲ့အချိန်မှနေပါညာအဲ့လိုပဲပေါ့ဗျာအများကြီးပဲတော့ထိစပ်မှုတွေကအများကြီးရှိပါတယ်ဒါပေမဲ့ဟိုလူချင်းပါစင်နေချင်းဖြစ်တာမဟုတ်ပါဘူးအမှုပညာကြောင့်ဖြစ်တာပါကျွန်တော်လည်းစင်ပေါ်မှာအများကြီးတီးတိုင်းလဲသူ့ကိုညီပါတဲ့ပွဲဆိုတော်တော်တတိထားပြီးတီးရတယ်ဘာလဲသူ့တချင်းတွေအကုန်လုံးကကျွန်တော်ဆွဲလို့လို့ပေါ့ဗျာဒီမိုးလို့လို့နောက်ဆုံးသူဒီမိုးလို့သူကိုယ်တိုင်ရေးသူကိုယ်တိုင်ဆိုဟုတ်လား အဲ့ဒါကိုညီတွင်နဲ့ရေးတယ်လို့ကျွန်တော်တယောက်ကဒီနေ့ပဲကျွန်တော်မေးတာအဲ့ဒါဟုတ်လားမဟုတ်လားကျွန်တော်ပြန်လိုက်ကြည့်ပါဦးမယ်စာသားကိုညီတွင်လို့ပါလို့တွေ့တယ်လို့ပဲပေါ့နော်ဒါပေမဲ့ကိုမောင်မေးလိုက်ပြီပါလေကိုချင်းမောင်တော့အကုန်ပြီပါတော့ဒါပေမဲ့ကိုနိုင်စောကိုနိုင်စောကဒီအလုပ်ပြန်ရှင်နေနဲ့အာမမတ်ရတယ်ရှိတယ်လားမှတ်တမ်းထားတာလားတော်တော်ကိုပြောနိုင်ဆိုနိုင်တယ်တော်များနဲ့ပတ်သက်တဲ့ရေးနိုင်တယ်သူ့မှတ်တရတွေရှိခဲ့တယ်ဟုတ်ကျွန်တော်တို့ကကြတော့လို့ပြောမယ်ဘာလို့လို့တောင်းဝင်ယူမှုရှိတဲ့အခါကျတော့အကုန်မှတ်မိနေတာလေဒါပေမဲ့အခုဆိုတော့ကျွန်တော်မန္တလေးကပြန်လာတယ်မန္တလေးကပြန်တဲ့လမ်းမှာ ကိုကတောင်းခံရတော့တောင်းခံတဲ့ခါကျတော့အဲ့တောင်းခံတဲ့အလုပ်ပေါ်မှာစုံပြောက်ကဟိုအမြင်လွဲသူနဲ့ကုန်နေရရှင်းရတယ်ခီးသွားတဲ့ခါမှာအဲ့ဒါကြောင့်အကုန်မှတ်မိနေတော့ဒါကျွန်တော်ဘင်ကိုစိတ်ကလည်းတကယ်ရေးစရာမလိုအကုန်မှတ်မိတယ်ဘာကိစ္စဖြစ်ဖြစ်ပါနော်အခုကိုကြီးနဲ့ကိစ္စဆိုလဲကျွန်တော်အမှတ်ရတယ်အများကြီးရှိတယ်ရှင်းလို့ရတယ်အများကြီးရှိတယ်အဲ့တော့သူမင်္ဂလာဆောင်တော့လည်းဆိုသွားတာ哦အင်းဆက်ဆက်လည်းဆိုတယ်ပြီးတော့ကျွန်တော် lazy class လည်းရောပြီးတော့ခုနအရုံပေါ်နဲ့ဆိုပူအောင်ဆိုသေးတယ်ပွဲတွေအများကြီးကိုကျွန်တော်ကသတင်းချုပ်တွေစောင်းနိုင်နေနှစ်ဆုံးမှတ်မှတ်ရတာတခုပဲပြောမယ်ကျွန်တော်သူနဲ့မင်းမှုပါပဲမင်းမှုတော့တိတာ contract က လုံးဝသူ့ကိုပြစ်ချတာလို့ကျွန်တော်တို့အပြန်တညာလုံးပြန်မဲ့ကားယူကျွန်တော်မောင်ကြီးခိုးသူ့ခေါ်လာခဲ့ရတယ်။ तू ကမကန်ထရိုက်ကသူ့ဒိုင်လို့မယ်ဆိုခေါ်လာတာ။ဒိုင်လို့ဖို့ခေါ်လာတကယ်တော့ तू ဒိုင်မလို့အောင်ကလပ်ပလက်ကလပ်တိုင်းနေနဲ့မင်းဘူးမှကြည့်နေကြည့်တော့ကျွန်တော်ပြောကိုကြီးဘာလို့မှလဲလို့မောင်ကန်ထရိုက်ကဒိုင်လို့ဖို့ခေါ်လာတာလေခမဒိုင်လို့မယ်ဆိုပြောကြီးခမဒိုင်လည်းမဟုတ်ဘူးဒိုင်လို့တော့ကန်ထရိုက်ကလုံလာတော့ခမအဲ့မနေခဲ့နဲ့ဆိုပြီးတော့အကိုတို့ကျွန်တော်ကကျွန်တော်တို့ဒီမှာအဲ့ကန်ထရိုက်နဲ့စကားများပြီးတော့ကားတောင်းတော့ကားရပြီရန်ကုန်ပြန်တော့မယ်သူကနေခဲ့တာဟာနေခဲ့မယ်လေအဲ့ဒါခုမှသတိရတာ မှန်နေခဲ့မယ်လေပြောကျွန်တော်အဲ့ဘယ်သူပြောဘယ်လိုမှမရဘူးကိုကြီးခမောက်အဲ့ကဘယ်ကလိန်တော့မှာနော်အဲ့ကလူလိန်တော့အဲ့တော့သူကတော့မဟုတ်လေကိုနေတော့လေကျွန်တော်ဆင်းရဲတစ်သိန်းရထားတယ်ကျန်တဲ့ပတ်စံတောင်းမယ်ဆိုပြီးနေခဲ့တာကျွန်တော်ကအဲ့ကားကိုကျွန်တော်ကိုမောင်းပြီးတော့ကိုရီးယားကပဲဆယ်ယောက်စီးလို့ကားမျိုးမောင်းထွက်လာတာတခြားဟိုတယ်ဝါမှာကျွန်တော်ရက်ပြီးတော့ကိုချင်းကြီးဘာများဖြစ်နေပြီဆိုတော့ချောင်းတဲ့ချိန်မှာအဲ့အခန်းထဲမှာကန်ထရိုက်နဲ့သူလည်းထိုးမဲ့ချိန်ပဲဖြစ်လာဖြစ်တော့ကျွန်တော်တို့အဖွဲ့ကြီးရဗျာပြောချင်တယ်ကျွန်တော်တို့အဖွဲ့ရှိတဲ့ခါမှာသူ့ကိုစိတ်ဖြစ်တာပေါ့ကန်ထရိုက်ကလည်းသူမလုပ်ရဘူးပေါ့ကျွန်တော်တို့တစ်ဖွဲ့လုံးပြန်တဲ့ချိန်မှာသူတော်လဲကြံတဲ့ချိန်မှာတော့ပတ်စံတောင်းတော့ကန်ထရိုက်ကသူ့ မမရန်ရင်နေပြောတယ်ကျတော့ तू အဲ့ဒီဟာနဲ့ကျတော့တကားခေါ်ပြီးတော့ကိုကြီးကိုကြီးခမောက်ကျွန်တော်စိတ်မချောက်ဘူးခေါ်မယ်ခမောက်လိုက်ခဲ့တော့ကောက်ဝတ်တက်ခဲ့တယ်ချက်ချင်းပြန်ခေါ်လာတညာလုံးကျွန်တော်ပြန်မောင်းပြီးညက်ပေါ်ထိသူ့အိမ်ကမြောက်ကလာထိပ်ပြီးကျွန်တော်အိမ်ထိပြန်ပို့ပေးခဲ့တာဒါကျွန်တော်သူတို့ဟိုတစ္ဆာရှိရှိပေါ့နော်ကြောက်ကြောက်ကုညီခဲ့တဲ့အပိုင်းတွေမှာကိုကြီးအတွက်ကျွန်တော်အမြဲတမ်းဟိုဒုက္ခရောက်တဲ့နေရာမှာကျွန်တော်မထားခဲ့ပဲလေရောက်ပြန်ခေါ်လာတာအဲ့မင်းဘူးကအမှတ်တရပါ နောက် तू ကကိုယ်တိုင်ရေးကိုယ်တိုင်ဆိုတယ်နော် copy မဆိုးတော့ तू ကအမ तू ခံချက်ပေါ့နော်အဲ့ခက်ကတော့ copy တယ်ဆိုကြတယ်လို့ရှိပါတယ်ပြီးကိုကြီး copy ဆိုတာတော့ရှားတာတော့ကျွန်တော်သိပါတယ်ကိုကြီး copy ဆိုတာအရင်ရှားပါတယ်ကိုကြီးကော်ပီလဲကျွန်တော်တိတ်အများကြီးမတွေ့ဘူးပေါ့နော်ဒါပေမဲ့ကန်ကောင်းတာနဲ့လည်းစိုက်ပါလေတော့အုံကျွတ်ဘုတ်ပေါ့ပေါ့မလွယ်ဘူးလေခုကိကလေးလည်းလုံအောင်ကိုကြီးလို့တခွေလုံးကြီးတောက်လျှောက်ဆွဲနေပြီးသားစားတယ်ညမှာ တော့ရှောက်ပေါက်ဖို့တော့မလွယ်တော့မလွယ်ရဘူးနော်ခုနပြောသလိုအချင်းအလုံးကလည်းအစင်တန်းရှိတယ်လေပြီး new wave ကလက်ရောင်နဲ့ကိုကြီးရဲ့လက်ရောင်နဲ့ပေါက်ပြီးကုဆုတော်နဲ့တချင်းစရာတွေကလည်းကိုမောင်းပောင်းဝင်အလုံးကတကယ်သူ့အတွက်ရေးတဲ့လူတွေအကူကြီးသွင်းပေါ့နော်အလုံးပေါက်ပေါက်တဲ့တင်းစရာတွေတချင်းအလုံးကသူစိုးနိုင်လို့ပဲပြောရမှာပေါ့နော်ကျွန်တော်ပြောတာတော့ဟိုတီဝိုင်းလည်းကောင်းတယ်သူလည်းကောင်းတယ်တင်းစရာလည်းအကုန်ကောင်းတဲ့အတွက်သူ့တချင်းတွေအကုန်လုံး ဟိုပြည့်ရဆရာမရှိပါဘူးခုနကသူ့ရဲ့ဟိုဟိုဘာလဲဟိုပန်းကလေးတွေလာပြီးအနားမှာဘသူပေးနေတယ်ဒါမှအဲ့ချင်းဆိုအရန်ကောင်းနေပြီသဘောတူပါဒါမှ तू စစ်မမတော့တခါကမစိုးပြတ်တဲ့ချင်းတွေအများကြီးရှိပါတယ်အဲ့တော့ तू အုံကျုံနေပောက်တာ तू ကံပါပဲခုနကပြောသလို copy မစိုးပြတ်ပဲနဲ့အုံကျုံပောက်တာပိုးတော့ရှားသေးတယ်ဗောနော်ပြောချင်တာကိုမောင်တော်အတက်ခွဲမျိုးတော်တွေပါတယ်ကော်ပီပါသေးတယ်ကိုကြီးမကော်ပီမရှိတာလဲထူးခြားချက်ပါပဲကျွန်တော်အဲ့လိုမြင်ပါ